တရုတ်နဲ့အိန္ဒိယစစ်တပ်ဟာနှစ်နိုင်ငံရဲ့ဇက်ဒီတာစီမံခန့်ခွဲရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။အဲဒီနောက်အခြေခံပြဿနာတွေကိုဖြေရှင်းဖို့တီဇဲလုံထုံးလုံနီးတွေကိုအသုံးပြုဖို့သဘောတူခဲ့တယ်လို့အော်တိုဘာ29ရက်ကထုတ်ပြန်ခဲ့ပါတယ်။တရုတ်နဲ့အိန္ဒိယတို့ဟာ2020ပြည်နှစ်က အိန္ဒိယစစ်သား20ဦးသေဆုံးခဲ့ပြီးတရုတ်စစ်သား4ဦးသေဆုံးခဲ့တဲ့ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက်ဟိမဝန္တနယ်ဇက်မှာစစ်ရေးတင်းမာမှုတွေကိုချော့ချဖို့ပြီးခဲ့တဲ့နှစ်ကသဘောတူညီမှုရရှိခဲ့ပါတယ်။ဒီသဘောတူညီချက်ကို2024ခုနှစ်ကလက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းနိုင်ငံခြားတိုက်ရိုက်လေကြောင်းလိုင်းတွေပြန်လည်ပြည့်စွဲရေးရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေတိုးမြင့်ရေးတို့အပါအဝင်ဆက်ဆံရေးတွေတိုးတက်အောင်အစီအစဉ်တွေလှုံ့ဆော်ခဲ့ကြပါတယ်။အောက်တိုဘာ25ရက်ကအိန္ဒိယနိုင်ငံရဲ့သဘောထားကိုအခြေခံတဲ့ထိပ်သီးအဆင့်အစည်းအဝေးမှာနှစ်နိုင်ငံကြားစစ်တပ်နဲ့တန်တမာရေးလမ်းကြောင်းတွေမှာတဆင့်ဆွေးနွေးမှုတွေကိုဆက်လက်လှုံ့ဆော်ဖို့သဘောတူခဲ့ကြတယ်လို့တရုတ်ကဝေဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ တည်ငြိမ်မှုကိုဆက်လက်ထိန်းသိမ်းကြဖို့နေဆက်ဒေတာတချို့အခြေခံပြဿနာတွေကိုဖြေရှင်းဖို့လက်ရှိလုံထုံးလုံနည်းတွေကိုဆက်လက်အသုံးပြုမယ်လို့သဘောတူခဲ့ကြပါတယ်လို့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဩဂတ်စ်လကအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာခုနှစ်နှစ်အတွင်းတရုတ်နိုင်ငံကို ပထမအဦးဆုံးတော့ရောက်ခဲ့ပြီးချန်ဟန်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO အစည်းအဝေးကိုတက်ရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်းမော်ဒီနဲ့တရုတ်သမ္မတရှီဂျင်းဖင်တို့ကအိန္ဒိယနဲ့တရုတ်တို့ဟာပြိုင်ဘက်တွေမဟုတ်ပဲဖွံ့ဖြိုးတိုးတက်ရေးမိဖက်တွေဖြစ်ကြောင်းသဘောတူခဲ့ကြပြီးကုန်သွယ်မှုဆက်ဆံရေးကိုတိုးမြှင့်ဖို့နီလန်းတွေကိုဆွေးနွေးခဲ့ကြပါတယ်